တော့အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်မို့တိုက်ကြတာပါပဲသို့သော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်တယ်ထုတ်ပြန်ခဲ့ပါတယ်တပ်မလို့နောက်တပ်မလို့ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့သူတို့လည်းထုတ်ပြန်ပါတယ်အဲတော့သူတို့လည်းအပြည့်ရကြပါဘူးတကယ်ကိုအပြည့်ရကြတယ်တိုက်ထားပြီးမှရရှိတဲ့အောင်မြင်မှုရှိတယ်ဒီအောင်မွေးအောင်မြင်မှုကြီးကိုသိရောက်တဲ့ပြည်သားကြောက်ကြရမှာလို့သူတို့နှမ်းလို့ဆိုတဲ့ပြင်လိုက်တဲ့အပေါ်မှာပြည်သူအများစုကတော့လုံးဝမတင်နိုင်ကြဘူး အလိုချရတဲ့မိဘပြည်သူညကိုမော်တော်မများအလုံးပိုင်းမင်္ဂလာပါ news bit channel ကနေပြန်တော့ချုပ်ဆိုလိုက်ပါရယ်2025ခုနှစ် April လ9ရက်နေ့ကျတို့ဒီနေ့ဗိုလ်ဟိုးနေ့မှာပြန်မှနောက်ဆုံးရရှိထားတဲ့ပေါ့နော်တော်လန်သတင်းတွေနဲ့ငလေးမင်းနဲ့ပတ်သက်ပြီးတော့မှအထူးသတင်းတွေကိုကြည့်မှာမလို့ဗီဒီယိုကိုကျွန်တဲ့သူဆက်ဆုံးကြည့်ရှုပေးကြဖို့အလုံးကိုဖေးခေါ်လိုက်ပါရယ်ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေတဲ့ဗီဒီယိုတွေမှကြည့်ခင်ပါသတင်းတိုးလေးတွေအယုံဆုံးကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့မန္တလေးတိုင်းမြင်းချံမြို့အမှတ်16ရပ်ကွက်မှာရှိတဲ့ကျန်းပစစ်တပ်အထိုင်ကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား၁၄ဦးတည်ဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။အထိုင်ကြီးမှာကစစ်ကောင်စီတပ်သားကအဲ့လောက်မများဘူးအဓိကတည်ဆုံးတာကစစ်ကိုလာတဲ့ကောက်ပြစ်နိုင်ခဲ့တော့အဓိကတည်ဆုံးတာမြို့ထဲကနေထွက်လာတဲ့စစ်ကိုကပေါ့အပြန်လန်ပြစ်ခတ်တဲ့တိုက်ပွဲက ။တနအီလောက်တော့ကြာခဲ့တယ်။အဓိကကတော့လင်းနေရဆိုပြီးတော့မှတက်ခဲ့တာ။သူတို့ဘက်ကမြို့ပေါ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်ကူကတော့လျှောက်လာတော့လင်းနေတော့ရဲယူနိုင်ခြင်းမရှိခဲ့ဘူး။ကောင်းကောင်းတော့တုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်။စစ်ကူလာတဲ့အထက်ကလည်း၆ရောင်မြင့်မြင့်ကြဒေဆုံသွားတာရှိတယ်။ခြားထိခိုက်တန်ရတာတွေလည်းအများကြီးရှိတယ်။အဲ့ဒီထဲမှာမှ MS8 OG လက်တန်ရတဲ့ထဲမှာပါသွားတယ်ဆိုပြီးတော့မှမြင်းကြံ Black Tiger MPD တပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခဲနဲ့ပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်ဒီမရက်မှာစောစောစီးစီးပါတော့ဘူမိုက်ခဲတို့ဥဆောင်တဲ့ MPD တပ်ဖွဲ့ဝင်ရတဲ့ပြီးတော့မှမြင်းကြံမျိုးမှာစကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး14ကောင်လောက်ကိုပြကရှင်းလင်းနိုင်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုမြို့ပပြည်သူတွေစီမှာတရင်ကောင်ယူဆောင်လာပေးတာပဲဖြစ်ပါတယ်။နောက်ထပ်တရင်တဘိုးအနေနဲ့ကတော့စကိုင်းတိုင်းဂျပန်လိုင်ကူကနေပြီးတော့မှတမမှုဦးဆောင်တဲ့အဖွဲ့စခန်းဆွလွတ်ဆုတ်ခွာတော်လို့အင်းတော်မျိုးကိုတင်ပရရှိတယ်ဆိုပြီးတော့မှ NUG ကကွယ်ဝကြီးဌာနကနေပြီးတော့မှတရင်ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။ ။အဲ့လိုမျိုးတင်းစစ်စင်ရဆိုရင်ရစ်ရှေတိုက်ပွဲတစ်ခုဖြစ်ပြီးတော့မှာချမ်ပီယံစစ်ကောင်စီတပ်တွေအနေနဲ့စကူမရရှိခြင်းမြေပြင်ကလက်နက်ရိခါထောက်ဖို့ဆောင်ရွက်နိုင်မှုမရှိခြင်းတိခိုက်တဲ့စုံမှုပြပြခြင်းတို့ကြောင့်တော်လိုင်းတပ်ဖွဲ့တွေရဲ့ဖိအားကိုရရှေတောင်းခံနိုင်ခြင်းမရှိတော့ဘဲနဲ့သူတို့နောက်ဆုံးအခြေပြုရဂျပန်လိုင်းကူကတမမူဦးဆောင်တဲ့ဖွဲ့အားဆိုရင်ဧပြီလ9ရက်နေ့ည9:00နာရီခန့်မှာစခန်းစွန်းလို့ဆုတ်ခွာသွားတယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးဟာဆိုရင်ချမ်ပီယံစစ်ကောင်စီရဲ့တမ89ရှစ်တန်းဌာနချုပ်အခြေပြုရမျိုးဖြစ်ပြီးတော့မှ တမမိုးကိုယ်တိုင်ကွက်ခဲနေတာလို့ကျွန်တော်နောက်ထပ်သိရတာပေါ့နော်ဆိုတော့ဒီကောင်တွေကတော့အခုဆိုရင်စာနယ်ရေးခါပြက်လက်ပြီးတော့မှတော်တော်လေးငါပြက်နေကြတော့ဒီစကောင်စီတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှလည်းပေါ့နော်အထက်ကနေပြီးတော့မှစာနယ်ရေးခါတွေပြီးတော့မှသူတို့ဒီစနေနဲ့ပစ္စည်းထောက်ပို့တွေကိုမရရှိလို့အခုဆိုရင်စကန်းစုံခွာသွားတာပြီးပြီးမှအင်တော်မျိုးတစ်ခုလုံးဟာဆိုရင်ကျတို့ကြည်နဲ့ PDF ပုံပေါင်းတဖို့နေရလက်ထဲကိုရောက်ရှိသွားတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ဒီထက်ပိုပြီးမှကောင်းမွန်တဲ့ပေါ့နော်။မြို့သိမ်းတဲ့ပွဲအောင်ပွဲသတင်းတွေကိုကြားဖို့ရှိနေတဲ့ဆိုတဲ့အကြောင်းမြို့ပပီသူတွေကိုအတိအပေးပြောလို့ပါတယ်။ ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြားမှာကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ပြည်သူတွေငလင်ဘေးဒဏ်တင့်နေတဲ့အချိန်မှာပြည်ပနိုင်ငံတွေဖြစ်တဲ့ပေါ့နော်တရုတ်နဲ့ရုရှားကိုညီနဲ့ရပ်ယူပြီးတော့မှဘလိုမျိုးတွေရုံမာဖို့ကြံစီနေလဲဆိုတာကိုပြောဆိုထားတဲ့ဘူဂျီနီမျိုးစင်ရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဘူဂျီနီမျိုးစင်ဘလိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စာကြည့်လိုက်ရအောင်နော်နေ့ကျွန်တော်ရှိကိုလက်ခံရရှိလာတဲ့ထောင်တွင်းကပြေးပို့လာတဲ့သတင်းချက်လက်တွေကဝမ်းနည်းစရာကြည်ခွဲစရာကောင်းတဲ့ဖက်စစ်အကြမ်းဖက်ဒီလက်ပါစီတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုအကြောင်း တင်ပြခြင်းပါအကျဉ်းထောင်တစ်ထောင်မှာဆိုရင်ကျင်းထောင်နှစ်ထပ်ဆောင်ရှိတဲ့နဲ့အပေါ်ဆောင်တွေဟာလုံးဝပြုတ်ပြက်ပြီးတော့ပြူကျတော့မဲ့အနေအထားရှိနေတာဟိုတော့မှအောက်ထပ်ကိုအကျဉ်းသူအကျဉ်းသားတွေကိုရွှေ့ပြောင်းပြီးတော့တော့ခပိတ်လောင်ထားပါတယ်ဘောတော့ကလုံးဝပြိုကျနေတဲ့အနေအထားဖြစ်နေပြီပုံမှန်လူနေလို့မရတော့ဘူးအောက်ထပ်တွေကိုရွှေ့ပြောင်းထားနေပါတယ်တဲ့ထားပြီးတော့မဖြစ်လဲဆိုတော့အားလုံးအပြင်းအနေပြီးတော့လူဒီပြင်းအနေပြီးတော့ဘုကောင်းမြေအောက်ကနေထောင်ဝင်လန်းတွေကတနက်တွေနဲ့အစင်းချင်းရွယ်ပြီးတော့ပြိုကျလူဆဲဆဲအကျဉ်းထောင်ကထောင်ဆောင်အောက်က အချင်းသူချင်းသားတွေကိုချိန်ချောက်နေပါတယ်တုံ့ချောင်းမှုမပြုဖို့သူတို့ချိန်ချောက်နေပါတယ်ပြီးတော့ငလင်လှုပ်နေတဲ့အချိန်တုန်းကလည်းပဲငလင်လှုပ်လာလို့ရှိတဲ့နေရာနေပြီးတော့ရှောင်ရှားဖို့ကြိုးစားတဲ့လူငယ်နှစ်ယောက်ကိုလည်းအပြင်းထန်ပေါ်ယူရိုက်နှက်တာဒီလူမျိုးပြခံစားနေရပါတယ်ဒါလက်ရှိထောင်ထဲကနေပြီးတော့ကျွန်တော်ရှိကိုဆက်သွယ်ပေးဖို့လာတယ်။မရိုက်တာနော်ဖောင်းတယ်။ချုံတော်ရံပေးဆွဲထားခြင်းခံရတဲ့နိုင်ငံကြီးကျင်းသူကျင်းသားတွေရဲ့ဘဝဖြစ်ပါတယ်။ဘုရားတော်နိုင်ငံတော်သမားကြီးဦးမြင့်လည်းပဲအခုလိုရင်ဆိုင် တော်လောင်းနေရလိမ့်မယ်လို့ကျွန်တော်တို့ပြောကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့တွေဟုတ်တယ်နဲ့နိုင်ငံသားကောင်းနိုင်ငံတော်သမတကြီးနဲ့တိုင်းပြည်ငံပုဂ္ဂိုလ်အပါအဝင်နိုင်ငံသားကောင်းနိုင်ငံအကျဉ်းသားတွေကိုမြန်သူလွတ်မြောက်ဖို့ဟာမျက်စိအချမ်းပဲစနစ်ကိုအပြီးတိုင်ချုပ်ငြိမ်းအောင်ကြိုးစားရုံမှတပါအခြားမရှိဘူးလို့ကျွန်တော်တို့သုံးသပ်ကြိုးစားမှာဖြစ်ပါတယ်ဆိုတော့အချင်းမြောင်းနိုင်ငံရဲ့အခြေအနေကိုကျွန်တော်တို့ပြန်ကြည့်ရအောင်ဖက်စစ်ကျမ်းဖက်မင်းအွန်လိုင်းရဲ့အုပ်စုဟာအခုဆိုရင်သူ့ရဲ့နေပြည်တော်ရုံဌာနဆိုင်အဆောက်အအုံ80ရာခိုင်နှုန်းလောက်ပျက်စီးသွားတယ်လို့ ဂျိုရုကကြည့်ရှုတဲ့မြေမြေပုံမြေပုံတွေ့ရှိချက်တွေမြေပြင်ကထောင်လန်းတွေ့ရှိရတဲ့အချက်တွေကကျွန်တော်တို့သိရှိရပါတယ်။ဒီဘက်ကရုရှားကယ်ဆယ်ရေးအဖွဲ့ဆိုပြီးရောက်လာပြီမြေအမြောက်အများရောက်လာတဲ့လေနီနဲ့ရောက်လာတဲ့ကယ်ဆယ်ရေးအဖွဲ့ဟာဒီနေပြီးတော့စစ်တိုင်းရဲ့စစ်ဌာနချုပ်ရဲ့ပြုတ်မဲ့လိုင်ကောင်းကြီးတွေကိုပဲတွားရောက်ကယ်ဆယ်ဖို့ပြင်းထန်တဲ့အကြာပြီးနောက်ဖွေပြောက်နေတာကျွန်တော်တို့သတိပြုရပါလိမ့်မယ်။အဲ့တော့ကျွန်တော်တို့ဖက်စစ်ကျန်းဖက်အာနာရှင်ကိုနောက်ွယ်ကပံ့ပိုးနေတဲ့အဓိကနှစ်နိုင်ငံဖြစ်တဲ့ EU community နဲ့ Russia community နဲ့ပတ်သက်ပြီးငလင်ကယ်ဆယ်ရေးဟာသူတို့အတွက် တခြားသောစီးရီးအသုံးပြုခွင့်တွေရပါနိုင်ပါတယ်။ဥပမာငလင်ကယ်ဆယ်ရောင်ဆောင်ပြီးတော့ဝင်လာတဲ့ရုရှားလက်နက်ကင်တပ်ဖွဲ့တွေအထူးစစ်စင်အဖွဲ့တွေဒါတွေအားလုံးဟာငလင်ကယ်ဆယ်ကောင်းကျင်တဲ့ဝိဇ္ဇဝိပီဝင်လာကြပြီမြဲ။ဒီရောက်တော့ဆရာနာရှင်စနစ်ထောက်ကူဒီတိုင်းရေးအတွက်လိုအပ်တဲ့ဒီနီးပြူဟာတင် जा မှုတွေနောက်ပြီးတော့အာကျွန်တော်ခုရွေးဝယ်ပြီးတော့စီမံဆောင်ရွက်ဖို့ကြိုးစားနေတဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ကိစ္စတွေဒီအတွက်ကိုအသုံးပြုသွားအောင်ပြုသွားနိုင်ကြလို့ပြုကြသွားတဲ့လိုင်ကောင်းကြီးအထက်ကအရေးကြီးတဲ့ ပစ္စည်းတွေလူတွေကယ်ဆယ်ရေးအတွက်ကိုသူတို့အင်ကုန်အောက်ကိုကျိုးပန်းနေတာလည်းဖြစ်နိုင်ပါတယ်။ဒါဒါဒီငလင်းကိုမူတည်ပြီးတော့အသုံးချတဲ့ဖြစ်စဉ်တွေပေါ့။ကျွန်တော်တို့ကဘေးအကြောင်းအရောမဆိုရှုထောင့်ပေါင်းစုံကနေသုံးသပ်နိုင်ဖို့လိုပါတယ်။ဘူဂျီနီမျိုးစင်ပြောထားသလိုပဲပေါ့နော်ကျော်ရဘကနေပြမခုဆိုရင်စစ်ကောင်စီအနေနဲ့ဒင်ဂလီမိဒါမှာဘယ်လိုမျိုးမြတ်ထုတ်သွားလဲဆိုတာကိုအသေးချာလေးစဉ်းစားဆင်ခြင်ဖို့လိုတယ်ဆိုတဲ့အကြောင်းပေါ့နော်သူကနေပြမသုံးသပ်ပြတ်သွားတာဖြစ်တယ်တကယ်လဲစစ်ကောင်စီအနေနဲ့ဒီတေယိုရုရှားကိုညီနေဆိုရင်သူအနေနဲ့ဒီသူ့ရဲ့မြန်မာချစ်ဖြစ်တဲ့ပေါ့နော် နျူကလ িয়ার ပေါင်းဖို့တည်ဆောက်ပြီးတော့မှတပီလုံးကိုဒိုဟာပြေးသွားမယ်ဆိုတာတော့အခုဆိုရင်မြင်နေရတာပြမသူရောက်ချေဝန်ထမ်းတို့တော့မှသူ့အနေနဲ့ပေါ့နော်သတင်းပေါ်ချောင်းမှုမရှိအောင် ချင်းချောပြောဆိုနေတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဒီထောင်တွင်းမှာပေါ့နော်မျောလင်းတို့အိုးစုကနေပြီးတော့မှအခုဆိုရင်အချင်းသူချင်းသားတွေပေါ်မှာတော်တော်လေးကိုရက်ဆက်ရုံမှနေတာဖြစ်ပြီးတော့မှငလျင်လှုပ်ခတ်နေတဲ့ချိန်တွင်းမှာတောင်းပါပေါ့နော်။ဒီရှောင်းသိမ်းဖို့လို့တဲ့အိုးစုတွေကိုတောင်းပါသူတို့ကနေပြီးတော့မှနေစစ်နေတယ်လို့ကြားသိရတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးကောင်းတွေကိုကျွန်တော်တွေနဲ့ပေါ့နော်ဒီတော်လေးမှာတခါတဲ့မြန်မာရှင်းပြဖို့လိုနေတာဖြစ်ပြီးတော့မျောလိုင်းရဲ့အကျန်စီတွေအားဆိုရင်ကျတို့ဒီနှစ်ထဲမှာပဲပေါ့နော်အထမမျောနိုင်ဘူးဆိုတာကိုသူတို့ကိုယ်တိုင်သိရှိဖို့လိုနေတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျွန်တော်တို့ဒီ justice soldier ဖွဲ့ရပါတော့ခေါင်းဆောင်သူဖြစ်တဲ့ကိုဇွဲရနေပြီးတော့မှကျွန်တော်တို့တော်လန်ရေးကာလာဘာကြောင့်ကြာရှည်နေရလဲဆိုတာကိုပြောပြထားတာပဲဖြစ်ပါတယ်သူဘယ်လိုမျိုးတွေတုံးသက်ပြောဆိုထားလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်တို့စနစ်တစ်ခုကိုမဖြစ်မနေပြောင်းလဲမှရမယ်ပေါ့အဲအကြောင်းမို့ကျွန်တော်တို့စနစ်တစ်ခုကိုပြောင်းလဲနိုင်ဖို့ကျွန်တော်တို့ဒီဟိုအရင်းရှိစနစ်ကိုတွန်းလှန်နိုင်ဖို့ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော်လန်ရေးကျွန်တော်တို့ဟိုလောက်ကြတာဖြစ်တယ် အဲ့တော့အဲ့ဒေါ်လာရင်းလောက်ကြတဲ့အချိန်မှာတကယ့်စနစ်တစ်ခုလုံးပြောင်းလဲပြီးတော့စနစ်တစ်ခုလုံးပြောင်းလဲပြီးတော့မှတနိုင်ငံလုံးအတိုင်းအတာတိုးတက်ပြောင်းလဲမှုဖြစ်စေမဲ့စစ်မှန်သောပလဟီတာကိစ္စတွေကြတော့ရင်ကုန်နှုတ်ပိတ်နေစစ်ကောင်စီရဲ့အကျိုးစီးပွားတွေကိုကြော်ညာပေးအပြေးအမြောက်လုပ်စစ်ကောင်စီကသူက legitimate ဖြစ်တဲ့အစိုးရပါလို့ပြောတဲ့ပွဲတွေမှာရွှေချိုတို့ဘာတို့ညာတို့ပါတယ်ချင်းချင်းပြောရရင်ခင်ဗျားတို့ဟိုလူပေါ်လူစော်နေတာပဲ ရှင်းရှင်းလေးပြောရင်စစ်ကောင်စီရဲ့ activity တွေကိုလိုက်ပြီးတော့ပူပေါင်းပါဝင်နေတယ်ဆိုတာစစ်ကောင်စီသည် legitimate ဖြစ်တဲ့အစိုးရဖြစ်တယ်ဆိုတာကိုခင်ဗျားတို့ကထောက်ခံနေတယ်လို့ဖြစ်နေတာ။အင်း။ online ကြာနေရတဲ့အကြောင်းရင်းကခင်ဗျားတို့ကြောင့်ဘာဖြစ်လို့လဲစစ်ကောင်စီကနိုင်ငံတကာမှာလူလူထောက်ခံနေတဲ့အစိုးရတရတရောင်ရောင်ဖြစ်အောင်လုပ်တဲ့ academy ပေးပွဲတွေနော်ဟိုဘောလုံးပွဲတွေဒီနိုင်ငံတကာပြိုင်ပွဲတွေအဲ့လိုမျိုးအစစ်အစစ်တွေကိုခင်ဗျားတို့က ဝင်ပါပြီးပြီးတော့မှဝင်ပုံပြုတ်ပေးနေလို့ဒီနေ့လိုမျိုးတော်တော်လည်းကြံ့ကြရတယ်ကျွန်တော်တို့တော်လည်းလုပ်တယ်ဆိုတာဘက်ဆွဲနေတာမဟုတ်ဘူးเนาะစနစ်တစ်ခုကိုကျွန်တော်တို့ပြောင်းလဲနေတာစနစ်တစ်ခုလုံးကိုပြောင်းလဲနိုင်မှကျွန်တော်တို့မြန်မာနိုင်ငံသားတွေကတိုးတက်ပါတိုးတက်မှာနိုင်ငံတကာမှာရောက်နေတဲ့เนาะမြန်မာတွေလည်းဘလောက်အကြောင်းအကြောင်းသင်ငယ်ရတယ်เนาะဒီလိုဘဝတွေကနေကျွန်တော်တို့လွတ်မြောက်ဖို့ဆိုတာစနစ်တစ်ခုလုံးပြောင်းလဲမှရပါ အဲ့တော့ကျွန်တော်ပြောပြမယ်စစ်ကောင်စီရဲ့ activity ပွဲတွေကိုကြတော့အားကောင်းမောင်းတန်လိုက်လိုက်ပါဝင်နေပြီးတော့စစ်ကောင်စီကိုဟိုစစ်ကောင်စီအုပ်ချုပ်တဲ့အတိုင်းပြရပဲ agent တယောင်ယောင်ဖြစ်အောင်လို့နိုင်ငံတကာကိုမျက်လဲစစ်ကောင်စီရဲ့မျက်လဲပြမှုတွေကိုမျက်လဲပြရဲ့အတုံးတော်ကံတွေဖြစ်ခင်ဗျားတို့ပါနေကြတဲ့အမှုပညာသမားတွေတော့တချို့စာရေးဆရာပညာတတ်အောက်တန်းစားတွေတချို့စိုင်းဆရာတွေအဲ့လိုမြန်မာနိုင်ငံရဲ့ဟိုဘယ်လိုပြောမလဲအခက်ကဏ္ဍအသီးသီးကလူတွေပေါ့ဗျာ အော်ယနေ့ခင်ငလင်လဲနှုတ်လဲလို့အဲ့ဒီမှာကိုင်းပဲနော်ဘလို့ကိုင်းလဲဆိုတော့တသက်လုံးမြန်မာနိုင်ငံလည်းတော့ဗုဒ္ဓဘာသာမြန်မာနိုင်ငံဆိုတဲ့အတွက်ကြောင့်မို့အလူတန်းလေးနည်းနည်းပြလိုက်ရင်တော့တာတို့ဖန်ခေါ်တော့တာပဲอืมအဲ့ဒါပြောတာဟောရရရှိတာပေါ့နော်ဖော်ရှော့လိုက်တယ်ပေါ့နော်ဖော်ရှော့လိုက်တယ်အဲ့တော့ကျွန်တော်တို့ကဒီအချိန်မှာပြည်သူလူထုဒုက္ခရောက်တဲ့အချိန်မှာခုနပြောသလိုတနိုင်ငံလုံးအတိုင်းသာပြောင်းလဲဖို့လှုပ်ဆောင်နေတဲ့အခမ်းကဏ္ဍကြတော့မသိချင်အောင်ဆောင်နေပြီးတော့ဒီလိုအခမ်းကဏ္ဍမှာ နော်ဒီလိုအခန်းကဏ္ဍမှာဘယ်လိုဖြစ်လဲဆိုတော့ယုံလုံးထွက်ပြတယ်။ကိုင်မဲလေဒီလိုအခန်းကဏ္ဍမှာယုံလုံးထွက်ပြတာအကွင်ပဲ။ဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကိုလည်းဖားရရောက်တယ်။သူများပတ်စံနဲ့လူရတာနော်အဲ့တော့ဒုက္ခရောက်တဲ့လူတွေကိုအဲ့ဒီလိုမျိုးအခွင့်အရေးသမားတွေကကျေးဇူးတင်နေတယ်။ခင်ဗျားတို့တကယ်ပြောဒီအချိန်မှာတသက်လုံးတော်လန်ရေးထဲမှာမပါလို့ဆောရှက်မရှိခေါင်းငုံနေတဲ့ဘဝကနေငလင်ဖြစ်သွားတာသူတို့အတွက်အမျက်ပဲငလင်ဖြစ်သွားတာသူတို့အတွက်အမျက်ပဲ ကိုစပြတော်ရဲ့အမှန်ပဲပေါ့နော်တို့ဟုငလင်ပေးတဲ့ပတ်သက်ပြီးတော့မှတချို့တွေကလုံစားသွားတာဖြစ်ပြီးတော့မှတချို့ဒီနာမည်ပြရှိတဲ့လူတွေတောင်မှငလင်ပေးပါမနော်အလိုအတန်းတွေလုပ်ပြီးတော့မှနာမည်တွေရယူနေတာကိုတို့တို့တွေ့တာပဲဖြစ်ပါတယ်တနည်းအားဖြင့်တို့နာမည်တွေပြန်ဖတ်ဆယ်နေတာပေါ့နော်စစ်ကောင်စီအနေနဲ့ကလည်းအဲ့လိုမျိုးလူတွေကိုတို့တို့အနေနဲ့မြင်မြပေါ်ထွက်စေချင်နေတာပြီးတော့မှတို့စစ်ဘေးရှောင်ပြည်သူတွေကိုကြားတော့ အခုလိုမျိုးကုညီမှုတွေမရရှိအောင်တို့အနေနဲ့ဒါစီပေးပေးမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။အခုဆိုလည်းကျွန်တော်တို့အားလုံးတည်ထားတဲ့အတိုင်းပေါ့နော်။ဒီရေပေါ်စီနုပီတန်ရှင်တချို့နဲ့ဒီခရိုနီသိန်းဝင်းတွေကနေပြီးတော့မှပြီးသူလူထုတွေပေါ်မှာဆက်လက်ပြီးတော့မှဒီကုညီထောက်ပံ့မှုတွေပေးနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။လှုပ်ဆောင်နေကြပေမဲ့တစ်ဖက်မှာတော့စစ်ကောင်စီနဲ့အချို့သူစီးပွားလုံးတွေကြတဲ့အုပ်စုတွေကနေပြီးတော့မှပဲပြီးသူတွေပေါ်မှာဆက်လက်ပြီးတော့မှရုပ်မာနေတာကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကွာကျော်စိုးကနေပြမပါတော့မြောက်လိုက်တို့အစိုးအနေနဲ့အခုဆိုရင်အပြက်ခတ်ရဆဲတဲ့ဆိုပြမကြီးညာထားပေမဲ့ကျွန်တော်တို့တော်လိုင်းရဆူတွေကနေပြတော့မှဆက်လက်တိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းကိုပြောလင်းပြောင်းစားတွေပြောထားတဲ့ဟာလေးကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီစကိုင်းနိုင်ဒီလာကြီးအင်းတော်ပြီးရင်ကျွန်တော်ချင်းမိတဲ့ဖလန်အဲ့အဲ့ဒီချင်းမိတဲ့ဖလန်နဲ့အင်းတော်ကိုအကြပ်ဖတ်သမားတွေကနေပြီနော်ဒီကောင်တွေကတော့အလုံးရင်းတော့တိုက်ပါတယ်အဓိကတော့ဗျာစစ်တိုက်ကတော့နိုင်မို့တိုက်ကြတာပါပဲသို့သော်လည်းပဲသူတို့ထုတ်ပြန်တယ်ပေါ့ဗျာသူတို့ကလက်ရှိထုတ်ပြန်တယ်ထုတ်ပြန်ခဲ့ပါတယ်တပ်မလို့တော့တပ်မလို့ထုတ်ပြန်ပြီးနောက်ပိုင်းမှာသူတို့လည်းသူတို့လည်းထုတ်ပြန်ပါတယ် ဲ့တော့သူတို့လည်းအပြည့်ရကြအောင်ပေါ့တကယ်ကိုအပြည့်ရကြရည်လားအဲ့တော့တက်မလော့ကအပြည့်ရကြအောင်ဘယ်လောက်ပဲထုတ်ပြန်ပြန်ဒီတက်မလော့ကလိုက်နာတော့လည်းပဲဒီအခြေအနေပေါ်မှာကျွန်တော်လိုက်နာတယ်ဖြော်ရဲတယ်နော်ဒီကောင်ဒီလက်နက်ကိုက်ဖွဲ့တွေကဘယ်လောက်ထိလိုက်နာခြင်းမရှိလဲဆိုတော့ကျွန်တော်အရှိမသမိုင်းနေရှိခဲ့တယ်ကျွန်တော်တို့ဖတ်ဖူးခဲ့တဲ့ကျွန်တော်တို့ဥနေဝင်လက်ထက်ဗိုလ်ချုပ်ကြီးနေဝင်လက်ထက်ပေါ့ဗျာဗိုလ်ချုပ်ကြီးနေဝင်လက်ထက်မှာလည်းဒီမျိုးလုပ်ခဲ့ပါလေအဲ့တော့ဗိုလ်ချုပ်ကြီးနေဝင်နှိမ်နေလိုက်နှိမ်နေကတက်မလော့ကနှိမ်နေလိုက်ပေါ့နှိမ်နေလိုက်ကမှအကျမသမားလေအင်အားပြုံးလာတဲ့ခါမှာတို့လူအင်အားအဲ့တို့အပြည့်ရပြရစီလက်မှတ်ထိုးပြရစီငញ្ញိုင်းထိုးပြရစီပေါ့ဗျာ ဒီလိုနဲ့သူအားရအင်အားစုတယ်ထပ်တိုက်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ကဒီဒီလက်ရှိတန်နေရာကဒီတိကျောက်လာတာပေါ့ပြီးရင်လည်းကျွန်တော်တို့အနည်းဆုံးသိကြရတာပြီးခဲ့တဲ့တမရာယူအသိစိန်လက်ထပ်မှာဆိုရင်လည်းပဲဒါကျွန်တော်တို့ NC တွေလောက်ခဲ့ကြတယ်ပြီးရင် NL လက်ထပ်မှာလည်း NC လက်မှတ်ရေးထိုးကြတယ်အဲဒီလက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေတော့မှလက်ရှိကာလမှာတို့လက်နက်ကင်ပြီးတော့နိုင်ငံတော်ကိုပုံကန်နေတာဖျက်ဆီးနေတာအဲ့တော့အဲ့တော့ကျွန်တော်တို့ကဒီအပြည့်ရတဲ့ပတ်သက်ရင်တော်တော်လေးတော့ကျွန်တော်စဉ်းစားကြတော့ရှိတာပေါ့ဗျာတိုးတော်လည်းပဲကျွန်တော်တို့ဒီတက်ဒီတက်တွေတခုကိုပြပါမယ်ဒါကတော့ဖက်လန်းတဲ့အင်တော်ကိုအကြပ်ပတ်သမားတွေကအင်အားလုံးနဲ့တိုက်တယ် အများလုံးနဲ့တိုက်ပါတယ်အဲ့တော့အကြပတ်သမားတွေထုတ်ပြန်ကြမှာတော့တို့ကတော့ဒီအင်ဒိုမျိုးကိုတို့ရသွားပြီဆိုပြီးတော့တို့ထုတ်ပြန်နေတာတွေ့ရတယ်အဲ့မှာကျတော့ဂျပန်လိုင်းကိုပုံတွေပြတယ်ပြီးကျတော့တို့ရရှိတဲ့ဒီလက်နက်ကြီးတွေလက်နက်ငယ်တွေပေါ့ဗျာဒါတွေတို့ပြကျော်စိုးကတော့ခုချင်းဒီဆောက်ရှိမရှိပဲနဲ့ပေါ့နော်ကျွန်တော်မြေပပြည်သူတွေကိုဂျင်းတိုက်ပြီးတော့မှဝါရဖန်ပြောဆိုနေတာဖြစ်တယ်မြောက်လိုင်းတို့အစုကနေပြီးတော့မှပဲ တကယ်ကိုဘာနာဖြစ်ခါရဆဲပြီးတော့မှပြည်သူတွေကိုအကူအညီဆောင်ရှောက်နေတယ်ဆိုတဲ့ပုံစံမျိုးကိုအချင်းဖမ်းနေတယ်ဆိုတာကိုလည်းကျွန်တော်တွေ့ရတာဖြစ်ပြီးတော့မှကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းငလင်လောက်ခတ်ပြီးတဲ့အချိန်မှာပဲစကောင်စီအနေနဲ့ပေါ့နော်လေချောင်းတိုက်ဟင်းမှုတွေတရဇက်လုပ်ခဲ့တာကိုလည်းကျွန်တော်အားလုံးသိရှိထားတာပဲဖြစ်ပါတယ်အခုချိန်ကြာမှအင်းတော်မျိုးနဲ့ဖလားမျိုးဟာဆိုရင်တရက်ထဲမှာပဲနှစ်ခုလုံးပေါ့နော်ဆိုလို့တော့တဲ့အချိန်မှာတော်တော်လေးကိုခံပြင်းနေကြတာပြီးတော့မှစကောင်စီရဲ့ဒီပြစ်ခတ်ရဆဲမှုတွေကိုကျွန်တော်ဘက်ကနေပြီးတော့မှမလိုက်နာခဲ့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ တဖက်သက်ကြီးနဲ့ပြောဆိုသွားတာပဲဖြစ်ပါတယ်။ခွေးချင်းခွေးချင်းပြောသွားရဲပါတော့။ဒီကျော်စိုးရဲ့စကားနဲ့ပတ်သက်ပြီးတော့မှကျေးဇူးနေကြတဲ့မြို့ပပီတို့ရဲ့အမြင်လေးတွေကိုလည်းခြာပြေးခဲ့ချက်ဖို့ကျွန်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဒီဇော်ပွင့်ရနေပြီးတော့မှ view sorty တွေကခုဆိုရင်ကျေးရွာနေပြည်သူတွေကိုမရင်းကျင်းမှုတွေလို့ဆောင်နေတယ်ဆိုတဲ့အကြောင်းပါတော့။ပေါ်တင်ပြောသွားတဲ့ဟာလေးကျွန်တော်တစ်ချက်လောက်ချစ်လဲရအောင်။ကျွန်တော်တို့ကမင်းကုန်းသွားသလားကားပြတ်တွေအားဖြင့်အများကြီးပဲ။ဟွန်း။အပြူစော်တီလို့ပြောတယ်အပြူစော်ကျွန်တော်လည်းမပြူစော်တီဆိုတာပြူစော်တာပါလေလို့ကျွန်တော်မေးတော့ပြည်သူစေတဲ့ဟုတ် ပြည်သူစစ်တို့ပြည်သူစစ်ပေါ့တို့ဘက်မှာရက်ကခေါ်မှာတော့ပြူလို့ခေါ်တာပဲဘာပဲပြောပြောတို့ဒီ LOC လမ်းကြောင်းပေါ့နော်ဒီမင်းကုန်းနဲ့ဒီစကိုင်းနဲ့လမ်းကြောင်းတော့တို့ကတော့ထိန်းသိမ်းထားပေးတယ်ဒါပေမဲ့တို့ကတို့အဲ့ဒီရွာတွေဒေသတွေမှာအဲ့လိုရှိရရှိတယ်တခုတော့ကျွန်တော်ပြောချင်တာကတော့မရင်းကျင်တာတို့ဘာလို့အဲကျွန်တော်တို့ပြောလိုက်တယ်မရင်းကျင်တာပြောချင်တာလေလို့ကျွန်တော်မေးတော့အဲ့ဟိုဟာတဲ့ပြူတွေကကျင်တာဆိုတော့ကျွန်တော်က နားလေလူကအဲ့လိုပြူသွားလို့ပြောတယ်နားမလဲလူကစစ်တပ်ကကျင့်လာလို့ပြောတယ်တကယ်တော့စစ်တပ်ကမဟုတ်ဘူးကျွန်တော်တို့စစ်သားတွေတက်မလို့သားတွေမဟုတ်ဒီပြူတွေရတယ်ဟိုကျွန်တော်တို့နိုင်ငံအတွက်ပြူပြူပြူစောထိတာသူတို့ပြောသလိုပါလေပြည်သူစစ်လာအဲ့ဘက်ကမင်းကုန်းဘက်မှာပေါ့နော်ရှိတာကျွန်တော်တို့ဒီကြတော့မသိဘူးပြောတော့သူတို့မရင်းကျင်နေတဲ့လုတ်တယ်တဲ့အဲ့မရင်းကျင်ခံရတဲ့လူကဒီမှာရှိနေလဲဆိုတော့ပြင်ဦးလည်းမှာရှိနေတယ်ဟာဟုတ်လားလို့ဆိုတော့ဟုတ်တယ်တဲ့အဲ့စစ်တပ်ကကျင့်နေဆိုတော့အတန်မျိုးပေါ့ ဟိုကျွန်တော်တို့ရွာသူရွာသားကြတော့မသိဘူးပေါ့ဗျာမသိတော့စစ်တပ်ကကျင့်နေပဲပြောတာတကယ်တော့စစ်တပ်ကကျင့်နေမဟုတ်ဘူးဒါပေမဲ့အဲ့ဒီပြူတွေကိုလည်းမရင်းကျင်တာမကျင့်တာတော့ကျွန်တော်ဒီမှာတိတ်မပြောချင်ဘူးပေါ့နော်ဟိုဟုတ်ရင်လည်းဆက်မလုပ်ပါနဲ့တော့ဒါပေမဲ့အဲ့ဒီဘက်ကလည်းတကယ်ကိုလုံးဝအကြောက်တရားနဲ့အုပ်ချုပ်လို့ရမယ်မနေမြေမျိုးအဲ့လိုတွေဖြစ်နေရတော့ရှိတယ်ဒါကျွန်တော်ရဲ့ဟိုပေါ့နော်သွားခဲ့တဲ့တွေ့ခဲ့တဲ့အတွေ့အကြုံများအခက်အခဲကိုပြောပြတာတကယ်တမ်းကျွန်တော်အမှန်တမ်းပြောပြူတွေပေါ့နော် ဘဒူကလည်းတော့မသိဘယ်ပြူလည်းတော့မသိပြူတွေကမရင်းကျင်တာတဲ့ဒါကအမှန်တရားကျွန်တော်လုံးဝမလိမ်ဘူးပြောပြနော်မေးပြီးပြီနော်အဲ့တော့ကျွန်တော်ပြောချင်တာစစ်တပ်နဲ့ဒီပြည်သူစစ်နဲ့လည်းမားပါလေဆိုရတယ်ပြည်သူစစ်ဆိုတော့လည်းအဲ့ဘက်ကသူတို့ခေါ်တဲ့အကောဟာပြူလို့ပြောတယ်အမရင်းကျင်တယ်လို့တော့ပြောတယ်နော်အဲ့အလုပ်တွေတော့ဟိုမလုံမလုံစီချင်တာပေါ့နော်ညီကိုတွေကိုညီကိုတွေနေနေရတာစားနေရတာတောင်းနေရတွေ့တယ်ဘဒူလဲကျင်တာလဲကျွန်တော်မသိဘူးနော်ကျွန်တော်ပြောလိုက်တာအဲ့လိုပြောလိုက်တာ စော်ပွဲပြောတဲ့ပုံစံကမြောင်းလင်တို့အစုကနေပြတ်မှာပါနော်ပြည်သူမင်းကလေးတွေကိုခုချိန်ဒီမရင်းချင်းမှုတွေမလို့ဆောင်ခဲ့ဖူးဖူးဆိုတဲ့ပုံစံနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်။သူကနေပြတ်မှာဒီပြူစော်ထီးတွေကိုတဖက်လဲနေပါနော်လွဲချသွားတာပြတ်မှာခုဆိုရင်စကိုင်းမင်းကွန်လန်းချာမှာရှိတဲ့ကျွန်းနေပြည်သူတွေရာဆိုရင်လည်းပြူစော်ထီးတွေရဲ့မရင်းချင်းချင်းကိုခံရရတဲ့ဆိုတဲ့အကြောင်း ်ဘောတင်ကိုထုတ်ဖို့ပြောကြားလာတာပဲဖြစ်ပါတယ်တကယ်တမ်းကျတော့ဒီကောင်တွေကဒီပေါ်ထက်ဒီပဲပဲဆိုတာအလုံးလည်းတည်တာဖြစ်ပြီးတော့မှာပါနော်ကျွန်တော်ပြည်သူတွေဘက်ကနေပြတော့မှာအခုလိုမျိုးကျွန်တော်အပေါ်မှာဆက်လက်ပြတော့မှာရုံးမှာပြည်ရဲ့ဆက်ဆက်နဲ့တပြက်မှုတွေလှုပ်ဆောင်နေတဲ့အုပ်စုတွေကိုဒီတော်လိုင်းရဲ့မှာတခါတဲ့အမုံကျင့်ပြီးတော့မှာချေမုံသွားမယ်ဆိုတဲ့အကြောင်းကိုလည်းချွေးချော်ထားကြတာမလို့ဒီကောင်တွေရဲ့နေရက်တွေဆိုရဲမကြခင်မှာတော့ကျွန်တော်အနေနဲ့အဆုံးသတ်ပေးရဖို့ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပသားတကောင်ကနေပြီးတော့မှငလင်ပေးတာနဲ့လွတ်တဲ့ပေါ့နော် မြန်မာပြည်ထဲမှာရှိတဲ့မြို့တွေကိုသူကနေပြီးတော့မှပြတ်ပြတ်ထားတယ်လေကျွန်တော်အစ်ပြတော့မှကြည့်လိုက်ရအောင်နော်အခုလက်ရှိပြိုကျသွားတဲ့ menu အုပ်ကြောင်းကြီးဟာတိဆောက်ပြီး10နှစ်ကြာမှတခါပြိုမှုပါတယ်ဒါကိုပြန်လည်ပြီးတော့ရှင်းမင်းတရားကြီးတွေဟာပြန်လည်ပြင်ဆင်ထားတာဖြစ်ပါတယ်တိဆောက်ပြီး10နှစ်ဆိုဘာမှမကြသေးဘူးနော်နောက်ပြီးတော့ဒီအမရပူရမှာဘုရောမင်းဖျားကြီးတည်ထားတဲ့အမရပူရမှာလည်းငလင်လှုပ်လို့အတော်အများပြက်စီးသွားပါသေးတယ်ငလင်လှုပ်တဲ့အချိန်မှာငလင်လှုပ်ပြီးတော့မကြခင်မှာပဲဒုတိယအင်္ဂလိပ်မြန်မာစစ်ဖြစ်တယ်အဲအဲ့ဒီအတွက်ကြောင့်မလို့ဒါမင်းတို့မင်းတရားကြီးဟာပိုကောင်းတဲ့ မန္တလေးလိုနေရာမျိုးရှေ့ပြောင်းမယ်ဆိုပြီးတော့ကြံစီခဲ့တာပါဒါပေမဲ့မြန်မာနိုင်ငံဟာငလင်ကျောမှာရှိတဲ့အတွက်ကြောင့်မလို့ဒီနားလေးဟိုနားလေးပတ်ပြောင်းနေလို့ကတော့ BN ရဲ့လွတ်ဖွေရာတော့တိတ်လမ်းမမြင်ပါဘူးဒါကြောင့်မြန်မာနိုင်ငံသားတွေတော်တော်များကတော့ဘယ်နှမမြ BN ရဲ့ကင်းရှင်းရပါလိမ့်မလဲဆိုပြီးမျှော်လင့်စေပါအင်္ဂလိပ်ကတော့ရန်ကုန်မြို့ကိုဒါတဘာဝ BN ရဲ့ကောလုံခြုံမှုအရာကောရေလန်းခီးသွားလိုက်အဆင်ပြေဖို့ရွေးချယ်တိစောက်ခဲ့တာဖြစ်ပါတယ်အဲရန်ကုန်မြို့ကတော့တခြားမြို့တော်တော်များများထက်စားလို့ရှိရင်တော့ဒီနေ့ဒီချိန်ဒီတဘာဝဘေးအန်တွေရေကင်းရှင်းနေတာမျိုးရှိပါတယ်။သို့တော်ညာလဲ ရန်ကုန်မြို့လဲငလင်ကနေပြီးတော့လွတ်မြောက်တဲ့မြို့တော့မဟုတ်ပါဘူး1900ပြည့်နှစ်အလွန်နေမှာရွှေရုံဖျားကြီးဟာအထုပ်ပိုင်းနေပြိုကျပြီးတော့ဒီခေါင်းလောင်းထိပဲရှိတဲ့ဖျားငုတ်တို့ဘဝနဲ့ပေါ့နှစ်ပေါင်း100နီးပါးလောက်နေခဲ့ရတဲ့အချိန်တွေရှိပါတယ်အဲ့အချိန်မှာလဲမြန်မာနိုင်ငံမှာမတီးမငိမ့်နေဖြစ်တဲ့တော့ကြောင့်မလို့ဖျားကြီးကိုမြန်မာအောင်မတင်နိုင်ပါဘူးစင်ဖြူရှင်မင်းလက်ထက်ကျမှဒီဖျားကြီးကိုဒါအဆအဆုံးပြန်လဲမွမ်းမံတိစောက်နိုင်ခဲ့တာဖြစ်ပါတယ်အဲ့တော့တိုးတော်ညာလဲပဲရန်ကုန်မြို့ဟာ တော်တော်များများတခြားသောမျိုးတွေထက်စားလို့ရှိရင်တော့တဘာဝဘေးအန္တရာယ်နဲ့အတော်တန်ကင်းလွတ်တဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်နောက်ပြီးတော့နောက်ထပ်တဘာဝဘေးအန္တရာယ်ရအများနဲ့ဆိုရင်ကင်းလွတ်တဲ့နေရာတော့ပြည်မျိုးပါကဲသူပြောတဲ့ပုံစံတော့ပေါ့နော်ကျွန်တော်တို့အခုချိန်မှာတော့တဘောဘေးအနေတွေနဲ့ကင်းလွတ်တယ်လို့ပြောလို့ရတဲ့မျိုးနဲ့မျိုးပါဆိုရင်ရန်ကုန်နဲ့ပြည်မျိုးဖြစ်တယ်ဆိုတာကိုတော့တွေ့ရင်ပြတော့မှပြပြထားတာပဲဖြစ်ပါတယ်တကယ်တမ်းကျွန်တော်တို့တွေးကြည့်မယ်ဆိုတော့ပေါ့နော် ခုချိန်မှာတော့ကျွန်တော်တို့ဒီမြို့ကြီးတော်တော်များများဆိုရင်စကိုင်းပြည့်ကျောပေါ်မှာရှိနေတာပြည်ပမအဲ့ဒါကိုလည်းကျွန်တော်တို့ကနေပြည်ပမဘယ်လိုမျိုးကင်တွယ်ဖြစ်ရှင်းမလဲဆိုတာကတော့ကျွမ်းကျင်ပညာရှင်တွေနဲ့ပေါ့နော်ဒီမြို့ပြအင်ဂျင်နီယာဖွဲ့တွေစီမံကိန်းကိုကင်တဲ့ဝင်ကြီးတွေနဲ့တွေ့ဆုံရမယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့တရင်တွေမှာတွေ့ရတာပဲဖြစ်ပါတယ်အခုဆိုစစ်ကောင်စီအနေနဲ့ဒီလိုမျိုးပြည်သူတွေဒုက္ခပင်လယ်ဝင်နေတဲ့အချိန်မှာလုံးဝဂူယူမဆိုင်ပဲနဲ့ပေါ့နော်ကျွန်တော်တို့ပြည်သူတွေပေါ်မှာဆက်လက်ပုံကျတဲ့ခံမှုတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှ ီတော်လိုင်းမှာကျွန်တော်တွေနဲ့လုံးဝလက်မလျှော့ဘဲနဲ့ပေါ့နော်အဆုံးစွန်တော့ဖို့လိုနေတယ်ဆိုတာဒီကောင်တွေကနေပြီးတော့မှကျွန်တော်တို့ကိုဆက်လက်ပြီးတော့မှတတိပေးနေတာပဲဖြစ်ပါတယ်ကျွန်တော်ဘက်ကနေပြီးတော့မှလည်းအဲ့လိုမျိုးကိုပေါ့နော်ပို့ပြီးတော့မှကြိုက်တာဖြစ်ပြီးတော့မှပြီးတော့တရားလုံးနေတဲ့အခုဆိုရင်မြောက်လိုင်းတို့အိုးစုရဲ့လိုရက်တွေပေါ်မှာတရှိနားလည်ထားကြတာမလို့ကျွန်တော်တို့အနေနဲ့မချခင်ပါတော့အောင်ပွဲတွေစီကိုချစ်တဲ့နိုင်တော့မှာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ဆုံးဖြတ်လို့တဘောနေနဲ့ကျွန်တော်တို့ဒီဖလန်နဲ့ပေါ့နော်အင်တော်မျိုးတင်တဲ့ပွဲနဲ့ပြီးတော့မှ MND ကနေပြီးတော့မှခုဆိုရင် last show မျိုးကနေဆုတ်ခွာသွားရတော့မယ်ဆိုတော့တရင်းမျိုးပေါ်မှာပြောချလာတဲ့ကိုစီရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတော့ကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်လက်ရှိ KNA နဲ့ဒါ KNA နဲ့ပူအောင်ဖွဲ့လေအချင်းညောင်ဖွဲ့လေအောင်ပွဲပဲဖြစ်ပါလား။ဒါပေမဲ့တစ်ဖက်မှာလည်း MNDA ကလာချိုးကိုဆုတ်ပေးရမယ်လို့ကြားပြရတယ်။ဒါပေမဲ့အဲ့ဒီဆုတ်တဲ့နေရာမှာတစ်ဖက်ကရှင်းပြထားတာရှိတယ်။အဲ့ဒါဘာလဲဆိုတော့လာချိုးရဲ့ တယောက်ရဲ့ဖိအားကြောင့်ငါဆိုညို့အပေါ်တင်ဆုတ်ကလာညို့ရဲ့ဒီစင်ရှင်ဘုံရက်ွက်တွေကစပြီးတော့အားလုံးပတ်ပတ်လေအကောင်လုံးက MNDA ကထိတော့မရှိတယ်ညို့ပေါ်ကွက်ကွက်လေးကိုပဲစစ်ကောင်စီကိုပြန်ပေးရတယ်ဆိုပြီးတော့တစ်ခါတော့ရှင်းပြထားတာရှိတယ်ဒါပေမဲ့ဒီဆုတ်ကတဲ့ပြဿနာနဲ့ပတ်သက်လို့အဲပြည်သူတရားမှာ80ကျော်90လောက်ကတော့လုံးဝမနှိမ့်ပြဘူးဒါကဘာလဲဆိုတော့ဒီဟာတိုက်ထားတာဒီလွေဦးတော်နိုင်ရင်ပြည်သူအားလုံးရဲ့အသက်တွေးတွေးနေရင်းပြီးတိုက်ထားတဲ့တိုက်ထားပြီးမှရရှိတဲ့အောင်မြင်မှုရှိတယ်ဒီအောင်ပွဲအောင်မြင်မှုကြီးကို တရုတ်ကဖိအားကြောင့်ဆိုတဲ့ဟာမျိုးနဲ့သူတို့မျိုးလက်နက်စပယ်ပေးလိုက်တဲ့အပေါ်မှာပြည်သူအများစုကတော့လုံးဝမကျေနပ်နိုင်ကြဘူး။နောက်တစ်ခုရှိတာကလက်ရှိတိတုံနဲ့တိကုံစစ်စစ်ရေးဆိုရင်အောင်မြင်တာကခြေထမ်းမှာအသက်တွေးထွေးပေးပြီးတော့တိုက်နေတဲ့နော်ရဲဘော်တွေကြောက်မှန်းတယ်လို့အနောက်ကနေတခဲနဲ့အားပေးတဲ့တနိုင်ငံတော့ကကဘာလုံးမှာရှိတဲ့ပြည်သူတွေရဲ့အားကြောင့်ဆိုလဲပါပါတယ်နော်ဘလောက်ပဲဖြစ်ဖြစ်တာမန်ပြည်သူအစိုးရလက်ထက်မှာအခုတိတုံနဲ့တိကုံစစ်စစ်ရေးပုံစံမျိုးအခုတိုက်မယ်ဆိုရင်အောင်မြင်မှုဒီလောက်ရပါလားပြည်သူကပါပဲတိုက်မယ်ဆိုရင်အောင်မြင်မှုဒီထိဖြစ်လာပါလား နောက်တစ်ခုက MNDAA တိုက်ထားတာဒီ MNDAA တစ်ဖွဲ့တည်းမဟုတ်ပါဘူး။ဒီမှာမဟာမိတ်ကူးပေါင်းနေတိုက်ထားတယ်။အဓိကတော့ပြည်သူတွေအားပေးဖို့။နော်အဲ့လိုအားပေးပြီးတော့ဒီလိုအောင်ပွဲကိုရလာတဲ့အဲ့ဒီရှင်းနှမ်းမှာတည်ခဲ့ရတဲ့ MNDAA တပ်ဖွဲ့ဝင်တွေပြီးရင်ကူးပေါင်းတပ်ဖွဲ့ဝင်တွေအတက်တွေတွေးတွေတွေးတွေအားလုံးရင်းပြီးမှရခဲ့တဲ့လာရှုံမျိုးဖြစ်ပါတယ်။ဒီလာရှုံမျိုးကိုအခုကမင်းအောင်လှိုင်းနော်မင်းအောင်လှိုင်းတို့စစ်ဖို့ထုတ်ပြီးကနော်သူတို့ကမင်းမလောင်းမင်းမချာကြီးဆိုတော့သူတို့တိုက်တော့မနိုင်တော့တရုတ်ကိုတွားကူညီတောင်းတယ်ဒီမျိုးကိုပြန်ပေးပါပထွေးရေးဆိုပြီးတော့အကူညီတောင်းတော့ တယုတ်ဆိုတာတိတဲ့တိုင်းယုတ်မာတဲ့နေရာမှာမြန်မာပြည်ကိုမီးမျိုးဆိုပဲယုတ်မာနေတာနော်အဲ့တော့ဒီကိုကန့်နေအနေနဲ့ကတယုတ်ကပြည်အားကိုမနှောင်ဆန်တိုင်းတော့ပေးရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေပြည့်နေကြတာကပေါ်တင်ကျင်ညာလိုက်နော်ပေါ်တင်ကျင်ညာလိုက်တော့တယုတ်ကပြည်အားကြောင့်နော်တယုတ်ကပြန်ပြည်အားပေးခိုင်းလို့ကျွန်တော်တို့ကဒီမျိုးကိုပြန်ပေးလိုက်ရမှာပြည်သူတောင်းပန်လိုက်ဒါဆိုရင်ခင်ဗျားတို့အပြည့်လွတ်တယ်ရှင်းရှင်းလေးကျွန်တော်ကိုနော်ထောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ ဒီနိုင်ငံကတာဝန်ရှိတဲ့လူအဖွဲ့ဖွဲ့ဆောင်လာစစ်စစ်နောက်ဆုံးတစ်ဖွဲ့ကြတော့တန်အားကြီးကပြည်နေပါရီကရစ်လာတဲ့အချိန်မှာကျွန်တော်တို့ဖုံးပြလိုက်တယ်။ဒါဆိုရင်တော့တော်လိုင်းမလုပ်တော့ဘူးလို့။ဒါပေမဲ့မင်းတို့အစိုးရတာဝန်ရှိတဲ့လူတွေကမနှောက်ခိုင်းလို့ပြားပေးလို့ငါမလုပ်ဘူးဆိုတော့ငါတို့တည်သူကိုငါချိန်တာပဲ။ကိုစီကတော့တဲ့ကိုပြောချလိုက်တာနော်။ကျတော့ဒီမျိုးနှမျိုးအောင်ပွဲသတင်းရဲ့နောက်ပြီးတော့မှအဓိကအနေနဲ့သူပြောတော့တာကတော့လာရှိုးမျိုးကလည်း MND ဆုတ်ခွာသွားတယ်မယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှ MND အနေနဲ့ပြည်သူတွေပုံမှာ ပွင့်လင်းမြေတောင်မှုရှိတဲ့ဆိုတဲ့အကြောင်းပေါ့နော်ပြောပြထားရပဲဖြစ်ပါတယ်ကျွန်တော်ဒီလက်ရှုမျိုးကိုတင်ပြရတဲ့အချိန်မှာညီနောင်သုံးဘွဲ့ပင်ကြာနေပေါ့နော်ကျွန်တော်ဒီတော်လိုင်းရေးရဲ့ဘော်တွေ PDF တွေအရဆိုလဲလုံးဝပေါ့နော်ဒီမျိုးရရှိဖို့အတွက်သွေးချွေးများစွာပေးဆက်ခဲ့ရတာဖြစ်ပြီးတော့မှကျွန်တော်ဒီလိုမျိုးလွယ်လွယ်ကူကူနဲ့စစ်ကောင်စီလက်ထက်ကိုပြရမယ်ဆိုတဲ့တရင်ချာချာပြီးချင်းမှာပဲပြည်သူတွေကလုံးဝကိုကြေကွဲနေတာပဲဖြစ်ပါတယ်ဆိုတော့ MND အနေနဲ့အခုလိုမျိုးတရုတ်ရဲ့ PR ကို ရင်ဆိုင်ကြော်ဖြတ်နေရတယ်ဆိုတာကိုပြည်သူတွေကိုပုံမလင်းနဲ့အချက်ပြပြတော့မှာပေါ့နော်ကျတို့ဒီတော်လိုင်းရဆူတွေဘက်ကနေပြတော့မှာလဲတတ်နိုင်တယ်လို့လာရှုမျိုးကိုဘယ်လိုမျိုးပြန်လဲရယူနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဆွေးနွေးတင်တယ်ဆိုတဲ့အကြောင်းလဲခုဆိုရင်ကိုစီပါဝင်ကျန်တဲ့လူတွေကအနေပြတော့မှာပြောဆိုလာကြတာပဲဖြစ်ပါတယ်ကျတော်တို့အနေနဲ့ဒီလာရှိုမျိုးကိစ္စနဲ့ပတ်သက်ပြီးတော့မှကြီးရှုရမှာဖြစ်ပြီးတော့မှမချခင်မှာတော့ဒီတေးဝရဲ့ပေါ့နော်စီကောင်စီနဲ့ပူးပေါင်းပြီးတော့မှပြည်သူတွေပေါ်မှာ ရုံမာမှုတွေရဲ့တွန်လိုင်းလေးလက်နက်ကင်တဖို့မှုတွေကိုချိုးချဲကန့်သတ်မှုတွေလုံဆောင်နေတဲ့အကြောင်းတွေကိုလည်းထပ်တွေ့ရဖို့ရှိနေတာမို့လို့ကျွန်တော်ပြည်သူတရားလုံးနေတဲ့ဒီတဲ့ပုံပြမစီစီလုံးလုံးနဲ့ပေါ့နော်တွန်လိုင်းရေးမှာကိုရဲအနေနဲ့ပူပေါင်းပုံဖို့လုံးနေပြီဆိုတဲ့အကြောင်းပြောရရင်ကျွန်တော်ဒီနေ့မှလည်းပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတဘောဘေးရဲ့နေမျိုးမျိုးနဲ့မြောက်လိုက်မေးပေးတာနဲ့ကျင်းဝေးပြီးတော့မှတရားရေး channel နေ့တိလေးပတ်စံချက်ပါစေလို့ကျွန်တော်ဒီနေ့ကနေစုံမကောင်းတောင်းပေးလိုက်ပါတယ်။